တယ်အဲ့တော့ဒီဆရာဆရာမတွေရဲ့စီဒီယန်လုပ်တဲ့ဆရာမတွေ non စီဒီယန်လုပ်တဲ့ဆရာဆရာမတွေရဲ့ဘဝတွေကိုဘသူတွေကတာဝန်ယူမှာလဲမဆုများလုံးမဲမင်္ဂလာပါကျွန်တော်တို့ခုတစ်ခေါက်မှာတော့ cyber စုရဲ့တရင်လေးနားထောင်ပါတော့စနာမင်းပြောတာလေးကိုအရင်ဆုံးနားထောင်ကြည့်အောင် public service လုံးတဲ့ဝန်ထမ်းတွေကို CDM လုတ်ခိုင်းခြင်းအပြင်အဓိကနေနာသွားတာကပြည်သူလူထုမဟုတ်ဘူးလားလို့ပြောချင်ပါတယ်ဒီဝန်ထမ်းတွေရဲ့ဘဝတွေကဘသူတွေကတာဝန်ယူမှာလဲ မှဥပဒေပြဋ္ဌာန်းတယ်ဆိုတဲ့ဟာကမနေ့တနေ့ကမှဥပဒေပြဋ္ဌာန်းတယ်ဖမ်းဆီးတာတွေအားလုံးကလွန်ခဲ့တော့2နှစ်လောက်တည်းကစတင်ပြီးတော့ဖမ်းဆီးပြီးတော့ထောင်ချနေတယ်ဆိုတဲ့အဖြစ်အပျက်တွေကိုတွေ့ရတယ်လွန်ခဲ့တဲ့2ရက်လောက်ကဒီ CRPH အနေနဲ့ non CDM တွေပေါ်မှာအရေးယူအပြစ်ပေးရန်ဥပဒေပြဋ္ဌာန်းတယ်လို့ကျွန်တော်တို့တွေ့ရှိရပါတယ်ဒီလိုမျိုးဥပဒေပြဋ္ဌာန်းလိုက်တော့ဟာလားအောင်ဆရာဆရာမတွေကကလေးတွေကိုစာမတင်တော့ဘူးလားအဲ့ဒီလိုပဲဟလာဟိုတခြားကျမကြီးဝန်ထမ်းတွေက ါရောပြည်သူလူထုရဲ့ဟိုကိစ္စတွေကိုမဆောင်ရွက်ပေးရတော့ဘူးလားအထူးသဖြင့် public service လုံးတဲ့ဝန်ထမ်းတွေကို CDM လောက်ခိုင်းခြင်းအပြင် အဓိကနစ်နာသွားတာကပြည်သူလူထုမဟုတ်ဘူးလားလို့ကျွန်မပြောချင်ပါတယ်။တော်လိုင်းရေးလုပ်တဲ့ကာလမှာပြည်သူလူထုမနစ်နာအောင်တော်လိုင်းရေးလုပ်ရမယ်ဆိုတဲ့ဟာကသူတို့ဒီပဲကြွေးကြော်နေတဲ့ကိစ္စဖြစ်တယ်။ဒါပေမဲ့အခုကတော့ပြည်သူဘာကိစ္စတွေကိုပဲလှုပ်လိုက်လှုပ်လိုက်ဒါတွေကပြည်သူလူထုကိုအဓိကနစ်နာပါတယ်ဆိုတာကိုသိဖို့ကောင်းပါတယ်။ဒါကြောင့်မို့လို့ဟုတ်လားပညာရေး sector အာတမိုင်း sector ဆိုတာမထရတဲ့ sector ဆိုတာကမ္ဘာမှာလည်းပြောင်းလဲထားတာဖြစ်ပါတယ်။လွန်ခဲ့သော2024ခုနှစ်မှာဟလာကလေးတက္ကသိုလ် နဲ့ကလေးတက်ကတို့ကဆရာဆရာမပေါင်း100ကျော်ကျောင်းသူကျောင်းသားပေါင်း100ကျော်ကိုဖမ်းဆီးခံထားရတဲ့ကိစ္စတွေရှိလာတယ်။ Right Core တက်ကတို့မှာအာပါမောက်ဖကျုံရဲ့မိသားစုတွေအလုံးဖမ်းခံထားရတဲ့ကိစ္စမျိုးတွေရှိလာတယ်။အဲ့တော့ဒီကလေးတက်ကတို့ဥပမာကျွန်မပြောရရင်ကလေးတက်ကတို့မှာဖမ်းခံထားရတဲ့ဆရာဆရာမတွေဆိုလို့ရှိရင်သူတို့တစ်နှစ်နီးပါးဖမ်းတယ်။ပြီးရင်2025ခုနှစ် January လ4ရက်နေ့မှာသူတို့ကိုလူငင်းချမ်းသာပေးတယ်ဆိုပြီးတော့သူတို့ထွက်လိုက်တယ်။အဲ့တော့ကျမတို့ကို ိရတာကကလေးတက်ကလူကဆရာဆရာမဖမ်းသွားတာကတော့တရားကျော်မှာသူတို့နောက်ဆုံးကြံတာက12ရောက်ပေါ့နော်ဒီ12ရောက်ကို CDM မလုပ်လို့ဖမ်းဆီးထောင်ချတယ်လို့ဒါကိုဘက်ကနေပြီးတော့ကလေး PDF ကနေပြောတယ်လို့ပြောပါတယ်ဒါပေမဲ့ဒီဘက်မှာကြတော့လေအဒီဘက်ကိုဟို non CDM လောက်ထားတဲ့ဆရာဆရာမတွေကသူတို့ပြန်လွတ်လိုက်လို့လူငင်းချမ်းသာပြီးလို့ပြန်လွတ်လိုက်တဲ့အချိန်မှာဒီတက်ဆိုင်ရာအစိုးရအစင်းစင်းကိုအစိုးရကရဲ့တာဝန်ရှိသူအစင်းစင်းကိုသူတို့အကြောင်းကြားတယ်ပြီးတော့သူတို့အနေနဲ့အစစ်ဆေးတွေခံတယ်ပြီးတော့ဒီတက်ဆိုင်ရာကနေပြီးတော့အဆောက်အအုံကနေပြီးတော့သူတို့ကိုလာဒီ ဟောနော်ပြန်လဲပြီးတော့တာဝန်ထမ်းဆောင်မလားလို့ပြောရတာဖြစ်တဲ့အတွက်သူတို့ကပြန်လဲတာဝန်ထမ်းဆောင်ပါမယ်လို့သူတို့ဒီအဖအညာကိုတင်ပြထားတာရှိပါတယ်အဲ့ဒီပြန်လာတဲ့အချိန်မှာသူတို့ဖန်ဆီးခံထားရတဲ့ကာလအတွင်းမှာလဲသူတို့ကိုဟလာတက်ဆိုင်ဝင်းကြီးဌာနအနေနဲ့လစာကိုလုံးဝမပေးဘူးပြန်လာတဲ့အချိန်မှာလဲလစာကိုအလစာပဲပေးထားတာဖြစ်တယ်အဲ့တော့ CDM လုတ်တဲ့ဒီဆရာဆရာမတွေအနေနဲ့လဲဟလာပြီးခဲ့သော၄နှစ်ကာလ ဒဲကိုက CDM လုတ်သွားတဲ့ဝန်ထမ်းတွေလည်းအများကြီးရှိတယ်။ CDM မလုတ်တဲ့ဝန်ထမ်းတွေကြတော့လေအခု CDM မလုတ်ဘူးဖမ်းဆီးခံထားရပြီးတော့ဒါပြန်လွတ်လာတဲ့ non CDM ပေါ့နော်မလုတ်တဲ့ဒီဆရာဆရာမတွေဆိုရင်လည်းဒီဘက်ကိုတက်ဆိုင်ရအစိုးရဘက်ကိုရောက်လာတဲ့အချိန်မှာလည်းအစိုးရကအခုလိုမျိုးသူတို့အပေါ်မှာကျင့်သုံးနေတာမျိုးကိုတွေ့ရတယ်။အဲ့တော့ဒီဝန်ထမ်းတွေရဲ့ ဘဝတွေကဘသူတွေကတာဝန်ယူမှာလဲလာဥပဒေပြဋ္ဌာန်းတယ်ဆိုတဲ့ဟာကမနေ့တနေ့မှဥပဒေပြဋ္ဌာန်းတယ်ဖမ်းဆီးတာတွေအလုံးကလွန်ခဲ့တော့နှစ်နှစ်လောက်တည်းကစတင်ပြီးတော့ဖမ်းဆီးပြီးတော့ထောင်ချနေတယ်ဆိုတဲ့အဖြစ်အပျက်တွေကိုတွေ့ရတယ်အဲ့တော့ဒီဆရာဆရာမတွေရဲ့စီဒီယန်လုပ်တဲ့ဆရာမတွေ non စီဒီယန်လုပ်တဲ့ဆရာဆရာမတွေရဲ့ဘဝတွေကိုဘသူတွေကတာဝန်ယူမှာလဲလို့ကျွန်မကပြီးချင်ပါတယ်ကျွန်တော်ဗစုရဲ့တရင်လေးတွေကိုသတ်ပြီးတော့နောက်ထောင်ကြည့်အောင်ခင်ဗျ မိဘပြည်သူများရှင်ကျွန်မတို့တက်ဆက်ပေးမှာကလာရှိုးမြို့ကသတင်းလေးဖြစ်ပါရှင့်လာရှိုးမြို့မှာဖြစ်ပျက်နေတဲ့ကိစ္စလေးကိုပေါ့နော်မိဘပြည်သူတွေတင်ပြလာတာပေါ့ပြည်သူအတန်လေးကိုပြောရလဲမမှားအောင်ပေါ့ရှင့်ဟိုပြည်သူတန်ကျွန်မစီရောက်လာတဲ့ပြည်သူတော်တော့မဟုတ်ပါတော့ကျွန်မကျွန်မရှာခွေထားတဲ့ပြည်သူတန်ပေါ့ရှင့်အဲ့ဒါလေးကဘာလဲဆိုတော့ဒီမြို့ပေါ်ကရုပ်သံဖိုင်တစ်ခုတက်လာတဲ့ကျွန်မပြသပါမယ်ရုပ်သံဖိုင်လေးဖြစ်ပါတယ်ရုပ်သံဖိုင်ကတော့လာရှိုးမြို့ပေါ်ကလမ်းပေါ်မှာရှာထားတာဖြစ်ပါတယ်ရုပ်သံဖိုင်လေးမှာပြောထားတာကဘာလဲဆိုရင်တငယ်ချင်းနဲ့နင်းပြောတာတော့ဝတ်တော့ကဖမ်းတယ်ဆိုလို့ဒီမှာကြိတ်လိုက်တယ်ဝတ်တော့ကရဲ့ဂျီးပဲဆိုပြီးတော့သူကပြောဆိုထားပါတယ်ရှင့် ခုစဉ်အတွက်ပြုလို့တည်တဲ့အချိန်နိုင်ငံတော်ကဆမှတ်ထားတဲ့စီမင်းစည်းကမ်းတွေအရတရားမဝင်ကားတွေဖမ်းဆီးတာတွေဟိုရင်လေးပေါ့နော်စိုက်ကယ်ရောကားတွေရောဆက်သက်ဖြစ်ပေါ်ချေဖမ်းဆီးတာရှိရဲ့နိုင်ငံပေါ်နဲ့အချို့ဖမ်းဆီးရဲ့ကားတွေတော့မှဖမ်းဆီးရေးယူခံရတဲ့ကိစ္စဖြစ်နေပါတယ်တော်တော်ကိုခက်စိတ်စိတ်ဖြစ်ပေါ်နေပါရှင့်တရားဥပဒေကဥပဒေကိုပေါ်ဆောင်နေရပါတော့ဒါနဲ့အဲ့လိုမျိုးပေါ်ဆောင်တဲ့အခါမှာဆိုရင်တောင်ကြီးတာချီတဲ့မြေကြီးနာမော်လမြိုင်စတဲ့မြို့တွေမှာတော့တရားရေးယူစာချင်းပြုတယ်ဆိုပေမဲ့ ဒီလွိုက်ကော်တို့လားရှိုးတို့ကျိုင်းတုံတို့စားတဲ့မြို့တွေမှာတော့စစ်စေးအရေးယူတာမရှိဘူးဆိုပြီးတော့ဒီနေ့ဒီမြို့တွေမှာရှိတဲ့ဒေသခံတွေပြောထားတာပေါ့နော်အခုလားရှိုးမြို့ဆိုရင်ဒီဒေသခံကမနေနိုင်မထိုင်နိုင်ဝါရှင်တို့ကလည်းပေါ့နော်သူမျက်စိရှိတယ်မှာဒါဥပဒေဥပဒေကိုလေးစားလိုက်နိုင်တယ်သူတို့ပဲကျွန်တော်သတ်မှတ်ပါတယ်သူတို့တွေကိုလေးစားလိုက်နာလို့ဒါသူတို့မျိုးကိုလာပြီးတော့တရားမဝင်နေပေါ့နော်။နိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးတဲ့ကိစ္စစစ်စစ်တဲ့ကိစ္စမလုပ်သေးတဲ့အတွက်သူကလည်းပြည်သူတူးနေနဲ့တင်ပြရတာရှင်။ဒါသူ့လုပ်ရမမှားပါဘူး။မဆောက်လို့ဆိုတော့လာရှိုးဘာလို့မှဆိုရင်အခုချိန်မှာပိုဆိုးတယ်ပေါ့နော်။အဲ့ဒီမျိုးတွေကပိုဆိုးတယ်။ အော်တရားဝင်ကားတွေစိုက်ခဲ့တွေအများကြီးတုံးဆွဲပြီးလို့ရှင်ကြားဖြန့်နေပေါ့နော်အဲ့လိုကိစ္စတွေအပြင်နားရှုပ်ပြို့ဆိုရင်ဒီလိုအရာတွေအားလုံးရောရှက်ပြီးတော့ပဲကျမတို့မြမတက်မတော်ကြီးထိခိုက်ဆုံးရှုံးခဲ့ရတာနားရှုပ်ပြို့သူမျိုးသားတွေထိခိုက်ဆုံးရှုံးခဲ့ရတဲ့တမိုင်းကြောင်းမှာပုံလေးလေးပဲဖြစ်ခဲ့တာလေဒီတော့နားရှုပ်ပြို့ခံနေရစိုက်ပူတာမမအောင်ရှင်ဒီကားတွေကိုပဲအကြမ်းဖက်တမားတွေသဘုံကြီးအသုံးပြုနေတာအဲ့ကြောင့်တို့ရလေတို့တို့မြို့လာပြီးတော့ရှင်းလေးလှုပ်ဆဲခြင်းတဲ့သဘောပါရှင်ဒါပေမဲ့အရာအားလုံးမှာခက်ခဲရှိတယ်ဆိုသလိုပေါ့နော်ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းတွေလည်းရှိပါတယ် အယူတန်ဖိုင်အောက်မှာပဲခွန်မှန်လေးသဘောထားမှတ်ချက်လေးလာရေးသွားပါတယ်အဲ့ဒီကစာဘုကောင်းနဲ့ခွန်မှန်တဲ့ကြောင်းလေးကိုကျွန်မထပ်ပြီးတော့ဖတ်ပြပါမယ်ဒါကတော့ကြည့်ရတာအကောင့်တူနဲ့ရေးသွားတာပေါ့နော်ကျွန်မထင်တာတော့အကောင့်ရဲ့အရေးသားပုံစံကြည့်ရတာနိုင်ငံဝန်ထမ်းတူဦးဦးကရေးသွားတယ်ပြီးတော့ကျွန်မပတ်သက်မိတယ်ရှင့်သူရေးထားတဲ့ခွန်မှန်လေးကဒီတရားမဝင်ပေါ့နော်ဝတ်တောက်ကားတွေကို live call မှာမသိမ်းပါဘူးတဲ့အခုသိမ်းတာကအေဂျင့်နဲ့တောင်ကြီးမော်လမြိုင်မြို့တွေမှာပဲသိမ်းမှာသိမ်းတာပါတဲ့ဆိုလိုတာကမအေဂျင့်နဲ့နေပြည်တော်ဆိုရင်မသိမ်းနိုင်ဘူးလေတဲ့ သိမ်းရတာကလည်းရင်ထင်းရဲတွေလောက်ရတာပါတဲ့သူတို့မှလည်းမိသားစုရှိရဲ့အတွက်မလုံခြုံတဲ့နေရာမှာသူတို့မိသားစုအသက်ကိုဘယ်သူမှအာမခံနေနိုင်မှာလဲတဲ့ကျုပ်ဆိုရင်လည်းမလုံရဲပါဘူးဆိုပြီးတော့မှတ်ချက်ပြုသွားပါတယ်ရှင့်သူပြောတဲ့အကြောင်းအရာကလည်းထဲသွင်းစဉ်းစားမဲ့အချက်ခုသာဖြစ်ပါရှင့်တရားဝင်ကားတွေစိုက်ကယ်တွေဖမ်းဆီးတယ်ဆိုတဲ့ကိစ္စလေးကိုပေါ့နော်ဥပဒေအနေနဲ့ဒုစအနေနဲ့ချိခဲ့တာတော့ကြာပါပြီ။ကောင်ထယ်ဖော်မဲ့ဆိုတဲ့အခြေအနေတစ်ခုမှာနိုင်ငံတစ်ခုလုံးစာအတွက်အကောင်ထယ်ဖော်ဖို့အတွက်နိုင်ငံတော်ကစီမံတာပါပဲ။ဒါမှန်တရားပါပဲ။ဒါပေမဲ့တကယ်တမ်းကောင်ထယ်ဖော်တဲ့အခါမှာကြာတော့ ဥပဒေစိုးမိုးမှုလုပ်နိုင်တဲ့တပ်မတော်ကတည်တည်ချာချာပေါ့နော်ဥပဒေစိုးမိုးနိုင်တဲ့နေရာတွေမှာကြတော့တင်းပြကြက်ပြလုပ်နိုင်တယ်ဥပဒေစိုးမိုးမှုမရှိတဲ့နေရာတွေမှာကြတော့တင်းပြကြက်ပြလုပ်နိုင်ဖို့ခက်နေရဲ့ရှင့်ဒါကလည်းတကယ်ကိုမြေပြင်မှာရှိနေတဲ့ပကတိအရှိတရာပကတိအခက်ခဲတစ်ခုပါပဲကျမတို့ကဥပဒေခုထုတ်လို့ရှင့်ဥပဒေကကွက်ချားမိုးရွာနေတာလားဆိုပြီးတော့မေးတတ်တယ်ပေါ့နော်ဒါမဲ့ဘာကြောင့်ကွက်ချားမိုးရွာရတာလဲဆိုတာကိုစဉ်းစားဖို့ထိကြတော့ကျမတို့ကခါကြရင် နိုင်ငံတော်ပြစ်တင်လိုက်တာနဲ့ပဲပြီးသွားတာမျိုးကတော့မလုပ်သင့်ပါဘူးချက်အခုဆိုရင်နိုင်ငံတော်မှာအေးစမ်းတဲ့နေရာရှိရဲဥပဒေအရလက်လန်းမမီတဲ့နေရာရှိရဲဒီလိုနေရာမှာကြတော့ဥပဒေသွားပေါ်ဆောင်လို့မရဘူးဖြစ်နေလက်တလုံးမှာမရတာပေါ့နော်ဒီတော့ဟုတ်ထားရလို့ဖြစ်နေတာပေါ့နိုင်ငံတော်ဘက်ကအခက်ခဲအဲ့လိုမျိုးနိုင်ငံသားတွေဘက်ကအခက်ခဲအမြင်ရကြတော့ဥပဒေကကွက်ကြားမိုးရွာတယ်ဒီမျိုးတွေကြတော့သူတို့ကမထင်ဘူးငါတို့မျိုးကိုပဲဝင်ဖမ်းတယ်ဆိုပြီးတော့မကျင်တဲ့ချက်တွေကဖြစ်တဲ့အခါကြတော့နိုင်ငံတော်နဲ့ပြည်သူကြားထဲမှာစိတ်ဝမ်းကွဲမှုများအဲ့လိုဖြစ်လာတာရှင့်နိုင်ငံတော်မှာလည်းဒုက္ခခဲသူရှိရဲ့ပြည်သူမှာလည်းဒုက္ခခဲသူရှိရဲ့ အဲ့ဒီအရာကြီးချားထဲမှာကျွန်တော်တို့ကထိမ့်မိနေရတာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပကတိရှိတရားပဲရှင်ဝတ်တောက်ကားတွေစိုက်ကယ်တွေဖမ်းဆီးတဲ့အခါမှာပြည်သူတွေတော်တော်များများဒုက္ခရောက်ကြတာလည်းကျွန်တော်တို့ကြားပါတယ်ဒါတွေလည်းကျွန်တော်တို့တင်ဆက်ခဲ့တယ်နိုင်ငံတော်ကြည့်တယ်တော့လည်းနိုင်ငံတော်လည်းဒါအောင်လောက်လောက်ကန်နေရတယ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဘူဝါဒတစ်ခုချလာတယ်လုံဆောင်ချက်တစ်ခုချလာတယ်ဆိုရင်လည်းကြားထဲမှာအကတိလိုက်စားတက်တဲ့ဝန်ထမ်းအချို့ကလည်းရှိနေပြန်တယ်ဥပဒေထက်ကျော်လွန်ပြီးတော့ ခေါ်ဆောင်တဲ့မျက်နှာလိုအားရလောက်တတ်တဲ့ဝန်ထမ်းတွေကလည်းရှိနေပြန်တယ်။မှန်ကန်စွာလောက်တဲ့ဝန်ထမ်းတွေလည်းမရှိဘူးမဟုတ်ရှိတယ်။ဟိုတော့ဒီတော့နေရာတိုင်းမှာကမတူညီတာတွေဖြစ်နေအောင်ရှင့်။မှန်ကန်လောက်တဲ့နေရာတွေမှာဆိုရင်ပြည်သူတွေကလည်းတတ်တာချောင်ရှိတယ်။အကတိလိုက်စားတဲ့သူတွေအကောင့်ထဲပေါ်တဲ့နေရာမှာကြတော့ပြည်သူတွေကကားနဲ့တိမ်ခံရလူနဲ့ဖမ်းခံရဟိုဥဆန်လည်းကတော့ရဂါရဆိုကိစ္စတွေဖြစ်ကုန်။ကျမတို့ကြုံနေရတဲ့အရာကြီးကတရားမဲဝင်ဖြစ်ရှင်းရအောင်မတော်တော်လုံးလုံးကူပြီးမဲ့ကိစ္စမဟုတ်ဘူးလို့ထင်နေရှင်။ဟိုအရန်ဟို မြေအနိုင်မြင့်မကြီးတဲ့နေရာမှာအေးဆောက်ရတဲ့ဘောနော်မြေကိုအရင်ပြည့်ရအောင်မှာညှိပြီးတော့မှကျမတို့အိမ်လုံးကောင်းကောင်းဆောက်လို့ရမှာပဲရှင့်အဲ့တော့ကျမတို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေဟာဆိုရင်နိုင်ငံတော်ဥပဒေတေချာတက်ရောက်တဲ့နေရာမှာတမျိုးတေချာမတက်ရောက်တဲ့နေရာမှာတမျိုးဥပဒေကိုလေးစားလိုက်နိုင်ရဝန်ထမ်းတွေရှိတဲ့နေရာမှာတမျိုးဥပဒေကိုလေးစားလိုက်နိုင်ခြင်းမရှိတဲ့ဝန်ထမ်းတွေရှိတဲ့နေရာမှာတမျိုးအခက်တိလိုက်စားတဲ့သူတွေရှိတဲ့နေရာမှာတမျိုးအခက်တိမလိုက်စားတဲ့သူတွေရှိတဲ့နေရာမှာတမျိုးဆိုအမျိုးမျိုးဖြစ်နေတာရှင့်ကွာကြောင်းဘောအားအကြောင်းကြွားနေတာဒါဒီဥဒုအခြေအနေကြောက်ကြွားနေရတာရှင့်ခုလိုပြောပြပြနေစနေပါဆိုလဲကျေးဇူးတင်ပါတယ်ခင်ဗျာ